အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလင်းညွတ်တရားပါလူတို့ကောင်းဆောင်အမေတောင်းစားစုကြီးနဲ့ပတ်သက်ပြီးတော့မိန်းကလေးတွေကိုကျွန်တော်ဖြေကြားပေးဖို့လည်းရှိပါတယ်လွန်ခဲ့တဲ့ရက်သက်ပတ်ကပေါ့နော်ဒီအမေစုနဲ့ပတ်သက်ပြီးတော့ဗေဒင်ဆံမတယောက်ကနေပြီးတော့မှနေစုသည်ပီပါနိုင်ငံတော်နိုင်ငံမှာရှိနေတဲ့သမဟုတ်ရင်လက်ပြီးမှရှိနေရဲဆိုပြီးတော့မှပေါ်ရခုကိုတွေ့ရတယ်အဲ့ဒီ post ကိုလည်းတော်တော်များများလာနေကြပါတယ် နတ်ပီဆိုတဲ့အိဗေကရှင်းတယ်အမေဆိုတာတေသွားပြီကော်လွန်သွားပြီဆိုတဲ့ပုံစံမျိုးချိန်ညွန့်နေပုံနော်ပီပါဆိုတာကကျတော့အမေစုတီဟိုပြောရမယ်ဆိုတော့မြန်မာနိုင်ငံအတွင်းထဲမှာမရှိရောက်ဘူးစစ်ကောင်စီကနေပြီးတော့မှနော်အခြားနိုင်ငံကိုပို့ဆောင်လိုက်ပြီဆိုတဲ့ကိစ္စကဲနောက်တစ်ခုကကျတော့ပါလဲဆိုတော့ဒီကျွန်တော်တို့ဒီဆရာတယောက်လာပုံကူတယောက်ပေါ့နော်ဒီအမေစုကိုအိမ်မက်တယ်အမေစုကဟိုပြောရမယ်ဆို တော့ဒီလမ်းနေဒီနိုင်ငံကြီးကိုပတ်ကြည့်နေတဲ့ပုံစံမျိုးပေါ့နော်ဆိုပြီးတော့ပြောပါတယ်အဲ့တော့ပြီးရပြင်ကိုကျွန်တော်ရပိုင်းကမေဆုနဲ့ပတ်သက်ပြီးတော့ဗာများနေခြင်းညာရှိပါလေကျွန်တော်ကျွန်တော်ဖြေလို့ရတဲ့ဟာလေးကြီးကျွန်တော်ရဲ့ဘီဒီရှူတောင်းကနေရောနမိတ်ရှူတောင်းရနေရောနော်ဒီဟော်ကင်းကြီးရဲ့ရှူတောင်းရနေပေါ့ပေါ့နော်ကျွန်တော် ပြောပြပေးမယ်ဆိုပြီးတော့မေးလိုက်တဲ့အခါမှာ80ရာခိုင်နှုန်းတော့အများစုကအားလုံးကဟာအမေစုဘရော့လုပ်မလဲအမေစုဘရော့လုပ်မလဲဆိုတဲ့နေကုန်မျိုးကိုပဲတိကထားပြီးတော့မေးလာတာကိုတွေ့ရပါတယ်။အဲ့တော့ဒီနေရာမှာပြောစရာရှိတာကအမေစုဘရော့လုပ်မလဲဆိုတဲ့အပိုင်းအဲ့တော့မှာတော့အမေစုနဲ့ပတ်သက်ပြီးတော့ လုံမြောက်နိုင်တဲ့အခွင့်အရေးအားနည်းနေရာကိုတွေ့ရတယ်။ကျွန်တော်ကဟူရဲ့ပိုင်းကတော့ဘယ်လောက်တောင်ခံမှန်းထားလဲဆိုတော့မင်းစုကိုဒီနှစ်မကုံခင်မှာဖြူချော့ပေးဖို့ရှိရည်ဆိုပြီးတော့ကျွန်တော်ဟိုပြောထားတာရှိတယ်။ပြောမယ်ဆိုရင်အမေစုကိုစွဲဆိုထားတဲ့အမှုတွေရှိတယ်။အဲ့ဒီအကောင်ကမတရားတဲ့ဖြစ်ဆက်ဆံထားတဲ့အမှုတွေရအများကြီး။ဘာမှုဘာမှုဘာမှုဆိုတော့အဲ့တော့ ီအမှုတွေထရနေပြီးတော့မှဒေမှုကိုတော့အလောင်းရာခိုင်နှုန်းထိဘလို့ရှင်နေသည့်ဖြေလျှော့ပေးလိုက်ပါလေဆိုတဲ့အိစရလာပါလေဦးမယ်ယတိပြန်ကြီးအမေစုကိုလုံမြောက်ဖို့ဆိုတာဘယ်လိုပြီးပါ့မလဲအကယ်၍နောက်နှစ်ထဲမှာတော့အမေစုကိုလှုပ်ပေးဖို့ရှိနိုင်သေးလားဆိုတဲ့မေးခွန်းအဲ့ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့တွေ့ရမယ်ဆိုတော့နောက်နှစ်ထဲမှာတော့ကျွန်တော်အမေစုကိုလှုပ်ပေးဖို့အတွက်ယာကိုင်းတော့ကဘာလို့ရှိလဲဆိုတော့ 85000ခိုင်းလို့ရှိတယ်။နော်။အဲ့ဒီချက်လေးပြောရတယ်။နောက်ပြီးရခါကျတော့ကျွန်တော်နှစ်စဉ်နှစ်တိုင်းအမြဲလုံးလေးရှိတဲ့နှစ်ခြောက်နှစ်ဒီဇင်ဘာလအရောက်တိုင်းမှာရောက်တိုင်းမှာနောက်နှစ်ရအနှစ်စာအကြောင်းလေးတွေကိုချောက်ပြောတယ်။အဲ့ဒါကျွန်တော်မတွေ့ရသေးဘူး။မချက်ရသေးဘူး။ဒီမှာအချိန်တစ်ခုယူအောင်မယ်။ဒီဇင်ဘာအတော်တင်းတက်မှာပြောဖို့ဆိုလို့ရှိရဲ့။ အဲထဲမှာလည်းအမေစုနဲ့ပတ်သက်ပြီးတော့ဒီတစ်ခုကိုပါပါအောင်မလားဆိုတာကြည့်ပြီးမယ်။ Okay နောက်တစ်ချက်ကြတော့ပါလဲဆိုတော့အမေစုကအနိုင်ငံမှာလားလုံးဝလုံးဝနိုင်ငံမှာမရှိပါဘူး။မြန်မာနိုင်ငံထဲမှာပဲရှိနေပါသေးတယ်။နော်အမေစုကကွယ်လွန်သွားပြီလားလို့မေးခဲ့သည်ရှိတော့မကွယ်လွန်သေးပါဘူး။တတိချိန်ရှားရှိပါသေးတယ်။ကျမ်းမာရေးကောင်းရလားဆိုရင်မိငွေနဲ့ပတ်သက်ပြီးကြီးရတော့လောက်ပါကြတော့ကျမ်းမာရေး ကောင်းမွန်တာကိုလည်းခံစားတွေ့ရှိရပါတယ်။ဘာနဲ့ခံစားတွေ့ရှိရလဲဆိုပြောရမယ်ဆိုရင်ကျွန်တော်အင်းစိန်ကျင်းထောင်မှာကြတဲ့အချိန်တော့မှာကျွန်တော်တိုက်မှာပြိမိနေတဲ့အချိန်ရှိရင်အဲ့ဒီအချိန်မှာကျွန်တော်လုံးလို့ရတဲ့အလုပ်ကမရှိဘူးဆိုတော့တမထဝိပဿနာနောက်ပြီးတဲ့အခါကျတော့ကျွန်တော်ရုတ်ဖတ်တဲ့ဆဲတဲ့ခါရမန္တန်ရုတ်ဖတ်တာသတိစိတ်တာဒီလောက်တွေကိုပဲလုပ်ဖြစ်တယ် ဲ့တော့ကျွန်တော်ဒီအေးစိတ်ထားကိုရောက်ရှိရဲ့တလားမလားတော့ဒီမှာအပြင် information တွေမရတဲ့အတွက်ကြောင့်ကျွန်တော်ကရပ်ပတ်ညာတိုင်းမှတိုင်းမှာပရိစိတ်တဲ့ဒီကျင့်စဉ်တွေကျင့်နေပြည့်ရခါမှာအပြင်ကိုအာယုံပြုပြီးမှာပြီးမှာဘာဖြစ်နေလဲဆိုပြီးတော့ကျွန်တော်အာယုံခံအာယုံပြုပြီးတော့ဓမိတ်ယူနေရှိတယ်ဓမိတ်စကန်ယူနေရှိတယ်အဲ့တော့ ကျွန်တော်ရဲ့အိမ်မက်ထဲမှာတော့လာကောင်းကျွန်တော်ဒီတရားဟိုင်တဲ့အခါမှာအမြင်ဆက်မှာတော့လာကောင်းဒီနေရာမှာဘာဖြစ်နေပြီဆိုတော့အเจ้าညာနဲ့ပတ်သက်ပြီးရောကျွန်တော်မြင်ရတာရှိတယ်ကျွန်တော်နဲ့အတူတူဟိုဘောနော်ကျွန်တော်နဲ့အတူတူတိုက်ဆက်တဲ့မှာနေခဲ့တဲ့ဆရာကြီးတွေတတော်များများသိပါတယ်ခိုးဆရာကြီးဆိုလည်းတခုဆိုရင်အပြင်မှာလုံမြောက်သွားတဲ့ဆရာကြီးတွေလည်းအများကြီးရှိပါပြီဟိုသူတို့ဆိုလည်းအားလုံးတက်တည်ခံနိုင်တယ်ကျွန်တော်အဲ့ရလို့ပြီးဆိုတာနဲ့အာကျွန်တော်မေးရဲ့ ဟဲ့ဘာနဘိတ်ကြီးမြင်သေးတယ်ဘာတွေမြင်သေးတယ်ပြင်မှာဘာတွေဖြစ်နေလဲဆိုရတာနဲ့ပတ်သက်ပြီးကျွန်တော်တို့ကိုပြင်မှာဘာဖြစ်နေတယ်ပြင်မှာဘာဖြစ်နေတယ်ဘာတွေရှိနေလဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်အားလုံးကိုပြောပြပေးဦးတာရှိတယ်။အဲ့တော့ဟိုအမေစုကပြောရမယ်ဆိုရင်တမထဝိပဿနာမှာအတိုင်းသာတစ်ခုထိဒီကျွန်တော်တို့တရားစကံကိုတရားပေါ့နော်တရားဒီကျင့်စဉ်ဟိုပြောရမယ်ဆိုတော့တရားအဆင့်ပေါ့နော်တရားအဆင့်ဒီအဆင့်တစ်ခုရောက် အစင်းတစ်ခုရောင်းနေပြီဆိုတဲ့အတွက်ကြောင့်လို့ပြောရမယ်ဆိုရင်ပြင်မာပြည်သူတွေကနေပြီးတော့သူ့ရှင်ကိုမြေတားပို့တာပေးရတယ်အမေစုကျမ်းပါစေကြောင်းဆိုပြီးတော့ဆူတောင်းပေးရတယ်ကိုလည်းအမေစုကြားပါတယ်ခံစားပါတယ်အပြင်မှာတွေးကြုံခံစားနေရတဲ့ဆိုးရွားမှုတွေပျက်စီးမှုတွေဝမ်းနည်းမှုဆွေးမှုတွေကိုလည်းမေစုအနေနဲ့သူ့ရဲ့တရားသဘောကနေပြီးတော့တရားအစစ်အမြန်ကနေပြီးတော့မြင်နိုင်စွမ်းရှိပါတယ် အဲ့ဒီချင်းရာတွေကြောင့်မလို့သသောကကျွန်တော်ပြောခဲ့အရှိမပြောခဲ့လို့လည်းပေါ့အိမ်မက်ထဲမှာအမေစုကရောက်သွားနေရသွားလာနေရဆိုတာကလည်းဖြစ်နိုင်ပါတယ်အဲ့ဒါကပါလို့စိတ်တကိုးလို့ခေါ်တဲ့စိတ်စွမ်းအင်တွေတမာရီရဲ့စွမ်းအင်တွေနောက်ပြီးတော့တရားတွေရဲ့ဟိုအစစ်တွေကြောင့်မလို့မြင်နိုင်စွမ်းသိနိုင်စွမ်းတွေလည်းမိစုမှာရှိပါတယ်ဆိုတော့လည်းကျွန်တော်နေပြောပြခြင်းနဲ့အဲ့တော့မေစုဒီ တတိကျင်ကြားကြမ်းကြမ်းမာမာရှိပါသေးတယ်။ပြောရမယ်ဆိုရင်တော့အမေစုမှာလက်ရှိမှာဒီအသက်သေဆုံးမှုတက်ကံအကြောင်းတရားကိုကျွန်တော်နေနဲ့ဘယ်လိုနည်းနဲ့မှလည်းရှာမတွေ့ပါဘူး။စစ်ကောင်စီကနေရာလေဒီအမေစုကလည်းဘယ်လိုနည်းနဲ့မှလည်းဒီအသက်အန္တရာယ်ဖြစ်အောင်လည်းလုပ်ဖို့လည်းမရှိပါဘူး။ထိမ့်သိမ်းထားရုံတသက်ပဲတို့မှရှိပါတယ်။အဲ့တော့ အားလုံးပဲပေါ့နော်အားလုံးဆူတောင်းပေးနေကြတယ်အားလုံးဆူတောင်းပေးနေကြတယ်ဆူတောင်းစကားတိုင်းပေါ့အမေဆူကြားပါတယ်သိပါတယ်မြင်ပါတယ်ခံစားရပါတယ်အဲ့တော့ဒါဆိုရင်တော့ပြောပြောချင်တာဟာတော်များကိုပြောပြီးပြီလို့ထင်ပါတယ်အဲ့တော့မေဆူကြားပါပါစေ မေစုကျမ်းပါပါစေမေစုကျမ်းပါပါစေအမေစုအမြန်ဆုံးပြန်လည်လို့မြောက်ပါစေအမေစုအမြန်ဆုံးပြန်လည်လို့မြောက်ပါစေမေစုအမြန်ဆုံးပြန်လည်လို့မြောက်ပါစေ2026ကတော့ပြောရမယ်ဆိုတော့တော်တော်များများလွတ်မြောက်မဲ့နှစ်လို့ပြောလို့ရပါတယ်နိုင်ငံသမားတွေပေါ့နိုင်ငံရေးအကျဉ်းသားတွေပေါ့နိုင်ငံရေးအချုပ်အခြာတွေပေါ့အဲ့ဒီမှာမေစုပေါ့လွတ်မြောက်နိုင်ရတဲ့25ရက်ရှိပါတယ် ထက်မှတ်ထားတဲ့နိုင်ငံလှက်ွက်တွေ96မှာရောက်လာဖို့ရှိပါတယ်ဖြစ်လာဖို့ရှိပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်2026မြန်မာနိုင်ငံဟောကိန်းဆိုတဲ့အပိုင်းမှာဆက်ဆောင်ကြည့်အောင်ကျွန်တော်ကိုယ်တိုင်လည်းမသိသေးဘူးကျွန်တော်ကိုယ်တိုင်လည်းအားလုံးမပြူပါသေးဘူးဒါနဲ့ပတ်သက်ပြီးတော့ချိန်မီယူပါသေးဘူးအချိန်မီယူပါသေးဘူးပေါ့နော်အဲ့တော့မေစုကျမ်းမာပါသေးတယ်ခင်ဗျာ မေဆုကျမ်းပါပါစေမေဆုကျမ်းပါပါစေတတ်တော်ရာရောရှေးပါစေမြန်မာနိုင်ငံကြီးတိုးတက်ကောင်းမွန်တဲ့မြန်မာနိုင်ငံကြီးကအနည်းဆုံးတော့မြန်မာပြည်ကမြင်သိသွားနိုင်